လူတစ်ထောင်မှာဆိုရင်950အောင်းနေပေါ့နော်ဒါဆိုရင်တို့သူရဲ့အောင်ကျရာဂိုင်တော့ဒီဘက်လောက်လဲဆိုရင်85ရာဂိုင်တော့ ောင်းမယ်မင်္ဂလာပါရှင်စတာကွန်မန်တင်နာမှာကြိုဆိုပါရစေညီမဒီနေ့မြန်ဝင်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ညီမကိုမေးထားတဲ့မေးခွန်းလေးဖြစ်တဲ့စာမေးပွဲပေါ့နော်အောင်ချက်ရာဂိုင်းနှုန်းတက်နီလေးမြန်ဝင်ပေးပါဆိုလို့ဒီနေ့မှာတော့ညီမကအောင်ချက်ရာဂိုင်းနှုန်းတက်နီလေးအကြောင်းကိုမြန်ဝင်ပေးမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ညီမကနေ့မှာဆိုရင်နမူနာလေးအနေနဲ့ရေးထားပါရနော်။ကြောင်းမြင့်ရှိမယ်ပြီးတော့ရဖြည့်စွတ်တူရှိမယ်ပြီးတော့ရအောင်မြင်တူရှိမယ်။ဒါဆိုရင်တော့အောင်ချက်ရာဂိုင်းနှုန်းတက်မယ်ဆိုလို့ရှိရင်တို့ကမြင်မြချင်းလေးထိုးလိုက်ပါ။ပြီးတော့ပြီးဆိုရင်ဒီမှာညီမဖော်မြူလာလေးရေးပေးထားပါရ။ အောင်မြင်သူအောင်မြင်သူကိုညီမတို့ကဒီမှာဆိုရင်မြောင်းလိုက်မယ်။ဗာနဲ့မြောင်းမှလည်းဆိုရင်တော့တရားနဲ့မြောင်းလိုက်ပါ။ပြီးသားပြီဆိုရင်တော့တော့အစားစားလိုက်မယ်။ဗာနဲ့စားမှလည်းဆိုရင်ညီတို့ကဖြစ်ဆိုသူနဲ့ပြန်ပြီးတော့စားလိုက်တဲ့အခါမှာအန္တာခောက်မယ်။ဒါဆိုညီတို့ဗာလေးကြားလာမယ်ဆိုရင်သူတင်ရာဂိုင်တော့လေးထွက်လာပါလိမ့်မယ်။ လူတစ်ထောင်မှာဆိုရင်950အောင်နေပေါ့နော်ဒါဆိုရင်တို့သူရဲ့အောင်ကျက်ရာဂိုင်တော့ဒီဘက်လောက်လဲဆိုရင်85ရာဂိုင်တော့တကယ်လို့ဒီမှာဆိုရင်950မဟုတ်ဘဲနဲ့တထောင်လို့တထောင်လုံးဝညို့ကဖြည့်ဆိုတဲ့တထောင်လုံးအောင်မြင်နေဆိုလို့ချင်းတော့သူရဲ့ရာဂိုင်တော့ဒီတရာရာဂိုင်တော့ပေါ့နော်โอเคဒါကတော့မိထားတဲ့ရာဂိုင်တော့20လေးပါအားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်အိစင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုညို့အသေးစိတ် formula ပိုင်းလေးတွေလေ့လာခြင်းနဲ့ဆိုရင်ညီမဖွင့်ထားတဲ့ AC Advanced AC Online Class ပဲရှိပါ ပါတယ်เนาะဒီ class လေးမှာညီတို့ join လို့ရပါတယ်အားလုံးပဲအဆင်ပြေပါစေရှင်